အရက်မူးပြီးကားမောင်းရာကနေအမျိုးသမီး၃ဦးပွဲချင်းပြီးတည်ဆုံခဲ့တယ်။လူရှင်တော်စူပါလင်းရဲ့ယင်တိုင်းမှုဖြစ်စဉ်မင်္ဂလာပါပရိသတ်ကြီးရှင်။ဟာတတိုက်လူရှင်တော်အဖွဲ့ကနေအမှုပညာလောကမှာပေါပေါမြမြဖြစ်လာခဲ့သူဟာသာတယုတ်ဆောင်စူပါလင်းကတော့တငယ်ချင်းဖြစ်သူတယုတ်ဆောင်တော်လက်နဲ့အတွဲညီညီဟာသာတယုတ်ဆောင်လေးတွေလှူဆောင်ပြီးပရိသတ်အားပေးမှုကိုအခိုင်အမာရရှိပြီးတဲ့လို့လူကြိုက်များတဲ့အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်းပြည်သက်တွေကိုအမြဲတမ်းပျော်ရွှင်အောင်လုပ်ပေးနေတဲ့ဟာသာတရုတ်ဆောင်စုပါလင်းဟာပြီးခဲ့တဲ့မေလ10ရက်နေ့မှာတော့အစိုးရအဆုံးရေမတော်တဆမှုကြီးတစ်ခုဖြစ်သွားခဲ့ကသူ့ရဲ့ကားနဲ့ဝင်တိုက်ခဲ့မှုကြောင့်ကားရှိမှရှိတဲ့ဆိုင်ကယ်ဘိန်းတွဲပေါ်မှာအမျိုးသမီး၃ပွဲချင်းပြီးတိတ်ဆုံးခဲ့ကဆိုင်ကယ်မောင်းသူအမျိုးသားပေါင်ကျိုးသွားခဲ့တယ်လို့သိရပါဗယ်ဒီဖြစ်စဉ်ဟာ9ရက်လောက်ကြာပြီဖြစ်ပေမဲ့လည်းဆိုရှယ်မီဒီယာပေါ်မှာတော့အခုချိန်ထိသတင်းတွေတက်မလာသေးတာပဲဖြစ်ပါနေ ဖြစ်စဉ်အစားကတော့စူပါလင်းရဲ့ကားကမေလ10ရက်နေ့ညမှာတန်လင်းကိုသွားရကနေကလပ်ဝဲတားကနေ ဖြတ်မောင်းခဲ့တာဖြစ်ပါတယ်။အဲဒီလိုဖြတ်မောင်းတဲ့အချိန်မှာရေမတော်တဆမှုဖြစ်သွားခဲ့တာဖြစ်ပြီးစူပါလင်းရဲ့ကားကလမ်းပြောင်းပြန်မောင်းလာခဲ့တယ်လို့ဖြစ်ပြီးတပတ်လမ်းမှာမောင်းနေလာတဲ့ဆိုင်ကယ်ကိုဝင်တိုက်ခဲ့မိကတိုက်မိတဲ့အချိန်ကြောင့်နေရာမှာတဲ့အမျိုးသမီး၃ဦးပွဲချင်းပြီးတည်ဆုံခဲ့ကတယောက်ကတော့ကားထဲမှာချိတ်ပါသွားတဲ့အထီကို ဆိုးရွားခဲ့ပြီး ဆိုင်ကယ်မောင်းသူအမျိုးသားကတော့ပေါင်ကျိုးသွားခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်မလို့လက်ရှိမှာတော့ရဲတပ်ဖွဲ့ဝင်တွေနဲ့တာဝန်ရှိသူတွေကစူပါလင်းကိုခေါ်ယူတင်သိမ်းထားခဲ့တာဖြစ်ပြီးစစ်ဆေးချိန်မှာတော့စူပါလင်းကအယက်မူးနေခဲ့ကောင်စကားတွေလည်းမူးမမှန်ဖြစ်နေတယ်လို့သိရပါဗျ။စူပါလင်းကိုထိန်သိမ်းထားခဲ့ပြီးတော့ဖြစ်စဉ်တွေကိုလည်းမေးမြန်းတဲ့အချိန်မှာသူကတပင်းအဖွဲတဲကလားဟာသားလူရှင်တော်အစီအယုံတဲကလားဆိုတာတောင်မှမသိတော့ပဲအသိစိတ်တွေလွတ်နေတယ်လို့လည်းသိရပါဗျ ်အခုချိန်ထိတော့သူရဲ့အမှုအတွက်ဘယ်အမှုပညာအပေါင်းအသင်းမိတ်ဆွေကမှလာရောက်ကူညီပေးတာမျိုးလည်းမရှိသေးဘူးလို့တိကျတဲ့သတင်းအရေးမြစ်တွေရဲ့ပြောပြချက်အရာသိရှိရပါတယ်စူပါလင်းရဲ့ကားနဲ့ဝင်တိုင်းပြီးလို့ကွဲလွန်ခဲ့ရတဲ့အမျိုးသမီး၃ဦးဟာလည်းအသက်20ကျော်အရွယ်လေးဒေသဖြစ်တာကြောင့်မိဘတွေအနေနဲ့ကတော့ရင်ကျိုးမတက်ခံစားနေရတယ်လို့လည်းသိရပါတယ်